တင်ကြောင်းတင်ကြောင်းလာမယ့်နှစ်တင်မှာဘရူနိုလီနဲ့အလဲကျကစားခွင့်ပဲရတော့မယ်လို့သတိပေးလိုက်တဲ့အမ်မိုရင်ပရိသတ်တော်ပဲမိသားများမန်ချက်တာဖောင်းဆောင်ကနေပြီးတော့ပြန်လဲကြိုလိုက်ပါရင်မန်ချက်တိုင်းတဲ့ပရိသတ်တွေအကြားမှာဘရူနိုဖာနန်နဲ့ဆိုတာကအသင်းရဲ့နှလုံးသားစိတ်ထဲစစ်မှန်တဲ့ခေါင်းဆောင်တယောက်လို့ပြောလို့ရှိကြပါရင်ဒီလိုရေးပါတဲ့ကစားမတယောက်ကိုမန်နေဂျာအမ်မိုရင်ကလာမယ့်နှစ်တင်မှာသူ့အနေနဲ့အသင်းမှာအလဲကျကစားမယ်ဆိုပြီးရှင်းရှင်းလင်းလင်းပြောလိုက်တာဟာတာမန်သတင်းစကားတစ်ခုထပ်ပို့ပါရင်ဒါအသင်းတစ်ခုလုံးရဲ့အနာဂတ်ကိုဥတည်ပြောင်းလဲမယ့်မဟာပြွာကျတဲ့အခြေအနေချက်ပါပဲ အမော်ရင်ဘာလို့ဒီလိုပြောရတာလဲအမော်ရင်ကဘီဝါရီကိုရေရှည်မျောကြည့်ပြီးတော့စဉ်းစားသူပါသူဒီလိုပြောရခြင်းမှာနယ်ရှိုင်းတဲ့အကြောင်းရင်းတွေရှိနေပါတယ်ဒီအကြောင်းရင်းတွေကိုကျွန်တော်မြင်မိသလားပြောပြပေးရမယ်ဆိုရင်နံပါတ်1ကစားမတွေရဲ့ရုပ်ပိုင်းဆိုင်ရာဝင်တော့ဝင်ပေါ်များလာခြင်း ခေတ်သစ်ဘောလုံးမှာကစားမတွေကိုလူသားချက်ပေါ်တဲ့ဆဲရုပ်တွေလိုစွမ်းဆောင်ရင်အပြင်းနဲ့ကစားခိုင်းနေပါရင်ဘရူနိုလုံးအလဲတန်းကစားသမားဟာတရားဒီမှာပရီးမီးယားလိအပါအဝင်ထိတ်တန်းပြန်ပွဲတွေကိုပွဲပေါင်း90ကနေ60ကြာကစားပါရင်ဒီလိုစတဲ့ကစားရင်ကမ္ဘာအကောင်းဆုံးကစားမတော်တန်ရရနိုင်ခြင်းမြင့်တက်သွားပြီးစွမ်းရည်ကြဆင်းသွားနေပါရင်အလဲကြာကစားခြင်းအားဘရူနိုရဲ့ခန္ဓာကိုယ်ကိုအနာပေးပြီးရာသီတစ်ခုလုံးထိရောက်တဲ့စွမ်းရည်ကိုထိမ့်သိမ်းပေးနိုင်တဲ့နည်းလမ်းဖြစ်လို့အမိုရီယန်စကားရဲ့အပေါ်ကြိုဆိုမိပါရင်နံပါတ်2အသင်းကွန်နဲ့ရှိုင်းတဲ့အထိပြန်လည်တည်ဆောက်ခြင်း မန်ယူအောင်ရှေးဟိုးဆွဲတဲ့အတိုင်းကစားမ၁၁ယောက်ကိုပဲမိခိုနေတဲ့အသင်းမျိုးမဟုတ်တော့ပါဘူးအသင်းရဲ့အနည်းဆုံးကစားမအယောက်၁၀လုံးကောင်းမွန်နေဖို့လိုအပ်ပါရင်အလဲကြားစနစ်ကျင့်သုံးမှသာဒုတိယတိုင်းကစားမတွေအတွေ့အကြုံရလာမယ်အရန်ကစားမတွေစီမှာမြုပ်နှံထားတဲ့စွမ်းရည်တွေပေါ်ထွက်လာမယ်ပြန်ပြန်အသင်းတွေကိုမန်ယူရဲ့ပွဲစဉ်တိုင်းအတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်လာစေပါလိမ့်မယ် နံပါတ်3ဘရူနိုရဲ့ကစားသမားတန်းရှိအောင်လုပ်ခြင်း MRS ကားကိုတင်ချာနားထောင်ကြည့်ပါလာမယ့်နှစ်တင်မှာလို့ဆိုတာပါရင်ဒါဘရူနိုကိုအတင်းကနေဖယ်ရှားဖို့မဟုတ်ပါဘူးသူ့ရဲ့တန်ဖိုးကိုနှစ်ပေါင်းများစွာဆွဲဆန့်ခြင်းနဲ့ရွေးချယ်ပါအသက်20ရွယ်ကစားသမားလို့ပွဲတိုင်းကစားပြီးခနာကိုကိုချက်ချုံကြအောင်လုပ်တာတဲ့အသက်30ကျော်တဲ့အထိထိမလောင်မှုရှိရှိကစားနိုင်အောင်ကာကွယ်ပေးနေတာပါအတော်လေးကိုအမြော်မြင်ကြီးမားတယ်လို့ရပါမယ်နံပါတ်4ခေါင်းဆောင်မှုစိတ်တဲ့ကိုပြုပြင်ခြင်း ဘလူးနော်ဟာကွင်းထဲမှာကောင်းဆောင်ကောင်းတယောက်ပါဒါပေမဲ့ကောင်းဆောင်ကောင်းတယောက်ဟာကိုယ့်အတွက်ပဲကစားတာမျိုးမဟုတ်ပဲအတင်းတစ်ခုလုံးအတွက်ကစားတတ်ဖို့လိုအပါရင်ဒီခါလေးချန်ပီယံလိပွဲကြီးတွေမှာကစားကွင်းဆုံးရှုံးရမယ်ဒါပေမဲ့သူမပါတဲ့အခါအတင်းကဘလူးကစားလဲဆိုတာကိုဘေးကနေကြည့်ရှုပြီးကောင်းဆောင်မှုပိုင်းမှာပို့ပြီးတော့ရင်းကျက်လာစေမှာပါဘလူးနေနဲ့ဒီအချက်တွေကိုနားလည်ဖို့အတွက်အရေးကြီးပါတယ်သူဟာအရေးမပါတော့လို့မဟုတ်ပါဘူးဒီထက်ပိုပြီးအရေးပါလာလို့သာဖြစ်ပါတယ်သူ့ကိုကာကွယ်ဖို့နဲ့သူ့ရဲ့တက်တန်းကိုရှေ့အောင်လုပ်ဖို့ဒီလိုဆုံးဖြတ်ချက်ချရတာပါ ားလုံးကလည်းပွဲတိုင်းမှာတရားရုံးလုံးပေးနိုင်တဲ့ဘရူနိုကိုမြင်ကျင်တာပါပွဲတိုင်းကစားရင်80ရာလုံး80ရာလုံးပဲပေးနိုင်တဲ့ဘရူနိုဖြစ်သွားမှာကိုမြင်ကျင်ကြမှာမဟုတ်ပါဘူးဘရူနိုကစားမကြီးတယောက်ကအလဲကြားစနစ်ကိုနားလည်လက်ခံမယ်ဆိုရင်တခြားကစားမတွေအနေနဲ့လည်းဒီစနစ်ကိုစမ်းကျင်မှာမဟုတ်တော့ပါဘူးဒါကအသင်းအတွက်ဆန်လိုနာတစ်ခုလည်းဖြစ်သွားစေနိုင်ပါတယ်မန်ယူအတွက်ဘာကောင်းကျိုးတွေရရှိစေမလဲပြန်ပြန်အသင်းတွေအတွက်မန်ယူကိုလေးလာရတာရမ်းခက်ခဲသွားစေပါတယ်ဘရူနိုပါတဲ့အခါကစားပုံမပါတဲ့အခါကစားပုံပြောင်းမတူတော့ပါဘူးဘရူနိုရဲ့နေရာမှာအလဲကြားကစားခွင့်ပေးမယ်ဆိုရင်သူတို့ရဲ့အတွေ့အကြုံနဲ့ယုံကြည်မှုဟာပုံမှုတိုးတက်လာမှာပါ မေလဇွန်လလိုဆုံးဖြတ်ရမယ့်ရာသီကုန်ပိုင်းအချိန်တွေမှာဘရူနိုလိုအဓိကကစားမတွေလမ်းဆန်းနေမယ်ဆိုရင်ချန်ပီယံဆုနဲ့စကူးနိုင်မယ်ခွင့်ပုံများပါရင်အချို့အပြင်ပြောမယ်ဆိုရင်အမိုရီယန်ဒီဂျင်ယာကျာခေတ်သစ်ဘောလုံးမှာအသင်းတစ်ခုလုံးရဲ့အင်အားကတယောက်တည်းရဲ့စွမ်းရည်ထက်ပိုရေးပါတယ်ဆိုတဲ့အသိမြင်ကိုပြသလိုက်တာပါပဲဘရူနိုဖာနယ်နဲ့ဟာမန်ရဲ့တမိုင်းမှာရေးပါတယ်ကစားမတူဖြစ်ရည်တည်နေစေပါအမိုရီကသူ့ကို ဖယ်ရှားဖို့ကြိုးစားနေတာမဟုတ်ပါဘူးသူရဲ့အမွေနဲ့ကိုပုံမကြာရှိခံအောင်မန်ယွန်အသင်းကြီးပြန်လဲထူထောင်ရေးအတွက်သူရဲ့စွမ်းရည်ကိုအကျိုးရှိအသုံးချဖို့ပါပရိသတ်တွေအနေနဲ့ဘရူနိုကိုပွဲတိုင်းမြင်ရမှာပျော်ရွှင်စရာကောင်းတာမှန်ပေမဲ့ပွဲချိန်တိုင်းစွမ်းရည်ပြွားနေတဲ့ဘရူနိုကိုမြင်ရဖို့ကပိုပြီးတော့အရေးကြီးပါတယ်ဒါအမှန်ယွန်အသင်းကြီးရဲ့အနာဂတ်အတွက်လိုအပ်နေတဲ့ပြောင်းလဲမှုအစားပိုင်းပါပဲညီကိုတို့ကရောအမရီယန်တတ်မှတ်ချက်ကိုသဘောတူကြရလားဘယ်လိုမြင်ကြလဲပြောပြခဲ့ကြပါဦးအစောနေ့တရှိပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ